ားလုံးပဲမင်္ဂလာပါ Arsenal Fan J Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မတွေ့ဆုံပြတာဂျပန်လောက်ရှိသွားပြီထင်တယ်ကျွန်တော်ကြားရဲမှာ Arsenal နောက်နှစ်မှာ Fly ရနိုင်လားဆိုတဲ့ post တစ်ခုကလွှဲရင်ကျွန်တော်နှစ်ရက်လောက်ရှိပြီမတင်ပြတာပေါ့နော်ကျွန်တော် February ကြည့်နေကြလူတွေဆိုရင်တော့အပြောင်းလဲကိုချက်ချင်းသတိထားမိပါပါအဲ့တော့ဘာဖြောင်းလဲသွားလဲဟုတ်ပါတယ်ဒီ background မှာကျွန်တော် background ကလက်ရှိနေရန် changes ဖြစ်သွားတာကိုတချို့တွေသတိထားမိမယ်ထင်တယ် တော့ကျွန်တော်အိမ်အပြောင်းရွှေ့ရှိနေတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကြားထဲမှာတတိယနေ့နည်းနည်းလေးတင်ဆက်ဖို့အတွက်ကိုကျွန်တော်နှောင့်နှေးနေရပြီးတော့သုံးသက်ချက်မပါဘူးနဲ့ကျွန်တော်စာကြီးပဲလေးရေးမတင်ကျင်တာကြောင့်ကျွန်တော်မတင်ပြခဲ့ဘူးပေါ့နော်အဲ့တော့အခုစုပြီးတော့ပြောမယ်အဲ့တော့ထိတ်ဆုံးကနေစိတ်တိုင်းမကြအောင်တတိယဘုတ်အရင်ပြောချင်တယ်ဒါကတော့ Thomas Party ထွက်ခွာမှုအတွက်90% 100%လောက်ဖြစ်သွားပြီလို့ပြောလို့ရတယ်။စာချုပ်ကိစ္စအဆင်မပြေခဲ့ဘူး။ဗတ်ဒေးကိုထွက်ခွာပြီးပြူရတော့မယ်။ ျွန်တော်ချင်းချင်းပြောတယ်သိုမတ်စ်ဘတ်ဒီအာဆင်နယ်မှာလိုအပ်တယ်ဆိုတဲ့အကြောင်းရင်းလက်ရှိအာဆင်နယ်ရဲ့ squad တက်ကွင်းလယ်အနေအထားကကျွန်တော်ရဲ့ main player တွေဖြစ်လာမယ်ဆူဘီမန်ဒီဒီဂနာရိုက်းအော်ဒီဂက်ပြီးွားရင်ကျွန်တော်တို့မယ်ရီနိုလေးယောက်ပဲရှိရလေးယောက်ပဲရှိရတိုက်စစ်မှုလိုက်နေတဲ့ကိစ္စလူကျင်တဲ့ဈေးမရရင်တကောင်းမှမခေါ်ဘူး left winger အကောင်းဆုံး left winger ဈေးကွက်တွင်းမှာရှာဖွေနေမှုအခြေအနေကလည်းဒီနှစ်မှာခေါ်ယူဖို့အတွက်ကိုမသေးချောင်းမခေါ်ဘူးလို့တော့ပြောနေတဲ့အနေအထားမှာရှိတယ်။ဘာပြောမှမသိဘူးနော်။ဘာပြောမှမသိဘူး။နောက်နေ့မှာအဆင်နဲ့ပလာရမလားမရမလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေအဲကျွန်တော်ကျွန်တော်ကိုရန်နဲ့ကျွန်တော်ရဲ့မူရင်းအကောင့်နဲ့ဝင်ပြီးတော့မှတ်ခဲ့တယ်ပေါ့နော်။အဆင်နဲ့ဖလာမရဖို့ဂျာကန်တို့ဒါအများပါပဲ။ ရခိုင်နှုန်းနဲ့မပြောနဲ့ကွာမင်းရမရပဲပြောဆိုရင်တော့အာဆင်နယ်ဖလားမရနိုင်ပါဘူးဒီပုံစံဒီအချိုးနဲ့ပိုဆိုးတယ်ပေါ့နော်ပိုဆိုးတယ်အာဆင်နယ်ဖလားရဖို့အတွက်တအားကိုခဲရင်းလိမ့်မယ်ဒီလိုဒီအကြောင်းကဘာကြောင့်ပြောရလဲဆိုတော့ပွဲစဉ်တွေကပြီးခဲ့တဲ့နှစ်ထဲကနေမျိုးပွဲစဉ်တွေများတယ်ကစားသမားတွေဒဏ်ရာရများတယ်ဒီအတွက်ကြောင့်မလို့အသေးမှာ first line ရဲ့အပြင်ကို second line ရဲ့မှာပါတုံတင်းတဲ့ကစားသမားတွေကျွန်တော်တို့အများကြီးလိုအပ်တယ်အဲ့တော့အာဆင်နယ်ရဲ့လက်ရှိ feature ကိုလည်းထွက်လာခဲ့ပြီ ပထမဦးဆုံးတွေ့ဆုံမဲ့6ပွဲကကျွန်တော်တို့မန်ယူနဲ့အဝေးဝင်မှာပေါ်ပြီးရင်ဆိုင်ရမယ်။လီယူနိုက်တက်နဲ့ကျွန်တော်တို့အိမ်ဝင်မှာရင်ဆိုင်ရမယ်။ပြီးတော့လည်းကျွန်တော်တို့ကလစ်ဘဘူးနော်တာဖောရက်စ်မန်ချက်စတာစီးတီးနယူကာဆယ်ဒီအသေးတွေကတကယ်ချင်းတို့သိပါတယ်နော်။မန်ယူဆိုတာကတော့ဒါတမိုင်းဝင်ပြိုင်ပတ်ဒီနှစ်မှာပြန်လာမလာတော့မသိပေမဲ့မန်ယူရဲ့ပုံမှန်လက်ရှိခြေစွမ်းအရာတော့အာဆင်နယ်ကိုရှင်နိုင်မှုမရှိဘူး။အာဆင်နယ်အနိုင်ရတော့မှုများတဲ့ပွဲဒါပေမဲ့ အဝေးဝင်းပွဲစဉ်ဖြစ်နေတယ်။မန်ယူသင်းက Emery ရဲ့လက်ထက်မှာဘာတွေဖြစ်ဖြစ်ပြောင်းလဲထားပြီလဲကျွန်တော်တို့ဒီကြားထဲမှာသိသိချာချာမသိသေးဘူး။နော်။လူခေါ်ယူဖို့ကလေကျွန်တော်တို့အလောက်ခက်တွေကအချိန်တော်တော်ကြံသေးရဲ့ဒီလား။အဲ့တော့စောင့်ကြည့်ရမှာပေါ့လေစောင့်ကြည့်ရမှာပေါ့။အရင်ဆုံးတော့ဒီပွဲ6ပွဲနဲ့ပတ်သက်ပြီးရောအာဆင်နယ်သင်းဘယ်လိုခြင်တွေမလဲဆိုတာကပုံပြီးစိတ်ဝင်စားမှုကောင်းတယ်။ဒီ6ပွဲထဲမှာ4ပွဲက ဒါအသင်းကြီးတွေနဲ့လို့ပြောလို့ရတယ်။ Northern Forest ကလည်းပြီးခဲ့တဲ့ရာသီမှာတော်တော်ခြေစွမ်းပြခဲ့တယ်။ Newcastle ဆိုတာ Arsenal ရှုံးနေကြအသင်းတော်မှအဝေးခွင့်မှာသွားကန်ရပဲ။ Liverpool ကလည်းအဝေးခွင့်သွားကန်ရပဲ။ Liverpool ရဲ့လက်ရှိပြင်ဆင်နေမှုကျွန်တော်တို့ထည့်ပြောစရာအောင်မလို့။တန်150တန်း Horizon Wisco ခေါ်ထားခဲ့တယ်။နော်အဲ့တော့ကျွန်တော်မြန်မြန်ဆဆကြီးစဉ်းစားနေကြမလို့ Liverpool ကိုအဝေးခွင့်မှာ Arsenal တို့တည်ရလာရင်အဆင်ပြေပြီ။ အဓိကအဖြစ်တော့အသင်းကြီးတွေနဲ့တွေ့တိုင်းမှာခေါင်းပုံနဲ့ record အတီတက်ကအန်တီထားနိုင်ခဲ့တယ်။သို့တော့အသင်းကြီးတွေနဲ့ record ကောင်းနေုံပဲမရပါဘူးနဲ့ကျွန်တော်တို့အသင်းငယ်တွေနဲ့တွေ့ရတဲ့အချိန်ပဲဖြစ်ဖြစ်အလယ်လက်အသင်းတွေနဲ့တွေ့ရတဲ့အချိန်ပဲဖြစ်ဖြစ်အမှားကြီးမရှိပွဲတပွဲကိုအနိုင်ပိုင်းမှု key the game လို့ဖို့အတွက်လိုအပ်တယ်။ editor အဲ့အတွက်ကိုပြင်ဆင်မှုလိုအပ်တယ်။ဒါပေမဲ့အဲ့ပြင်ဆင်မှုတွေအတွက်ကိုကျွန်တော်တို့ကောင်းမွန်တဲ့ကစားသမားတွေလိုအပ်ပါတယ်။အကယ်လို့ကောင်းမွန်တဲ့ကစားသမားတွေ ခေါ်ယူအားဖြင့်မှုမရှိဘူးဆိုရင်တော့လိုရထပ်ပူခက်ခဲသွားမယ်။နော်။ကစားသမားခေါ်ရင်တော့ဖလားရဖို့မသေးချာနေတဲ့အနေအထားမှာကစားသမားမှမခေါ်ရင်တော့ဖလားရဖို့ကိစ္စဆိုတော့ကောင်းနေလုံးဝမထည့်ထားနဲ့။နော်။လုံးဝမဖြစ်နိုင်ဘူး။လုံးဝလုံးဝလုံးဝမဖြစ်နိုင်ဘူး။နော်။ပုံမှန်အတိုင်းကျွန်တော်တို့မှန်ထားတဲ့ကစားသမားတချို့ပေါ့နော်။ကျွန်တော်တို့ဒီ maternally နေရာမှာ maternally ထပ်ပူကောင်းတယ်ပိုတက်ရှင်ပူကောင်းတယ်ကိုစင်တက်စီကောင်းတယ်ကစားသမားတရတိုက်ဆက်မှုကောင်းကောင်းတရ ကွင်းလယ်မှာအခုဆိုရင်ပါတေတာထွက်ခွာခဲ့မယ်ဆိုရင်နှစ်ယောက်လောက်အ ਨੇ ဆုံးထွက်ခွာဖို့လိုအပ်တယ်နော်ဒါအပြင်ဟိုမှာ Gabriel Magalhaes, William Saliba, Lewis Kelly တို့ရဲ့စာချုပ်ကိစ္စတွေလည်းအဆင်ပြေပြီးတတ်နိုင်အောင်လို့စူးစမ်းဖို့လိုအပ်တယ်အဆင်နဲ့လှုပ်စရာတွေအများကြီးပဲချိန်ရပါသေးတယ်ဂျာရမန် Club World Cup ကြီးလည်းခံနေသေးတယ်အပြောင်းရွှေ့ဈေးကွက်ကလည်းပဲဒါစတေဘတိသွားမှာနော်ဂျာရမန်အချိန်ရသေးတယ်အချိန်ရသေးတယ် ဒါပေမဲ့အဲ့အချိန်ရာသေးတယ်ဆိုပြီးတော့ပဲအပြောင်းရွှေ့ဈေးကွက်ပိတ်ချိန်နေဒီဘယ်သူမှမခေါ်ဘဲနဲ့ပြီးဆုံးသွားတဲ့ရှားသည်တွေကလည်းဒူးနေသေးပဲအဲ့တော့အာဒီဒါဘာဆက်လုံပါလဲအာဆင်နယ်ရဲ့ long term plan ကရောပါလဲပရိသတ်တွေကိုကျိုးရှိရှိခိုင်ပြီးတော့ပဲဆက်လှန်နာဖို့ကြိုးစားတာလားတတော်စိတ်ပြတ်ဖို့တော့ကောင်းတယ်ဗောနော်ကျွန်တော်တို့အားပေးခဲ့တာဒါရာစုနဲ့ဟာဆယ်စုနဲ့ဆယ်စုနဲ့နှစ်ခုစာဆယ်စုနဲ့နှစ်ခုစာအောင်မြင်မှုနဲ့ဝေးကွာနေတယ် F ကတူကာရာဝေါကတူလို့ကိုအာရိုက်ယူလိုက်ပြီးတော့ငါတို့ fly အောင်လုပ်လို့ရတယ်ဆိုတဲ့ကိစ္စဒီမနူးမနက်စကားတွေထည့်ကိုကျွန်တော်မပြောချင်တော့ F ကတူကာရာဝေါကတူအမှန်တမ်းပြောရရင် major trophy ရပါခဲ့တယ်ဆိုရင်တော့ကျွန်တော်ရဲ့အမြင်မှာတော့ဒါ major trophy မဟုတ်ဘူးနော်ဒါချွေးသိပ် fly လို့ခေါ်ရကျွန်တော်တို့အတွက်ကတော့အဲ့တော့တေချာပေါက် premier league champion league ဒါတွေကိုရယူဖို့လိုအပ်တယ်နော်စုပ်ပြတ်တက်နေတဲ့စပါးတော်မှ europa league champion ဖြစ်ခဲ့တယ် ဘလို့ပဲဖြစ်ဖြစ်ဥရောပချန်ပီယံဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဂုံတိတ်ခတ်တစ်ခုဂုံတိတ်ကပိုင်းဆန်ရရကြီးမာတယ်ချယ်ဆီလေးဘယ်လာတူဂိုးဖရန့်လိရခဲ့တယ်အခုဆိုကလပ်ဝေါ်ကတ်တောင်မှသူဝင်ပြိုင်နေသေးတယ်မန်စီးတီးတင်းတဲ့လက်ရှိကလပ်ဝေါ်ကတ်မှာခြေစွမ်းပြနေမဲ့အနေအထားမှာတော့ရှိနေတယ်အဲ့တော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်အောင်မယ်အသင်းတိုင်းကတိုးတက်နေတယ်လိုအပ်တဲ့ကစားသမားတွေဝယ်နေတယ်ကျွန်တော်တို့အသင်းကတော့ကစားသမားရှိသမျှချယ်ယူနေပြီးတော့ဒီဈေးမှမရရင်မဝယ်ဘူးဆိုတဲ့အကွက်တွေခင်းနေတယ် မှန်ပါတယ်တက်ကြီးပိုင်းရောက်နေတဲ့ Congress လို့ကစားသမားမျိုးကိုတန်း80တန်း100နီးပါးပေးဖို့မထိုက်တန်ဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ February Rules ကို PSG ခေါ်တာပဲဗျအသာ29နှစ်ရွယ်ရှိတဲ့ကစားသမားသူတို့လိုတယ်လေသူတို့လိုတယ်သူတို့ခေါ်တယ်ဒါပဲအရေးကြီးတာကဟိုအသင်းရဲ့အကျိုးမြတ်ဘယ်လောက်ရလာမလဲဆိုတဲ့ကိစ္စကတခါလေကျရင်အမြဲတမ်းတွက်နေလို့မရအောင်ကျွန်တော်တို့ပြည်သက်တွေအတွက်ကိုသူတို့ဘာပြန်ပေးမလဲဆိုတာစဉ်းစားတင်တယ် ရိသတ်တွေကိုနည်းနည်းတော့တို့ကြည့်သိမယ်လို့ထင်တယ်။အဲ့အတွက်အာဆင်နယ်ဘက်ကကိုကျွန်တော်တို့ဘာပြန်ပေးဆက်ပါလဲ။ကျွန်တော်တို့ရဲ့အချိန်တွေကျွန်တော်တို့ရဲ့စိတ်နှလုံးသားတွေနဲ့အားပေးလာတဲ့နှစ်ကာလတွေအတွက်ကိုဒီအသင်းကကျွန်တော်တို့ကိုဘာတစ်ခုပြန်ပြီးတော့လုပ်ပြပေးပါလဲ။ Federal Congress နဲ့ Benjamin Seku ကိစ္စကနေအောင်လုံးရောက်လာမယ်လို့ပြောနေလို့ရှိသလိုဘယ်သူမှမရောက်လာတော့ဘူးလို့လည်းပြောနေလို့လည်းရှိရဲ။လူချင်းနေစည်းမရရင်တယောက်မှမခေါ်ဘူးဆိုရဲကွာ။နော်အဲ့တော့ဒီကျွန်တော်တို့ left channel အတွက်ပေါ့နော် left wing from လို့ပြောမှာပေါ့ကျွန်တော်တို့အရှိကျွန်တော်တို့ medinelli အချမ်းပေါ့နော်ဘယ်ဘက် တောင်မန်အစွန်ကစားသမားဒီကစားသမားကလည်းအတင်းမှာအရေးကြီးလိုအပ်နေတယ် medinelli လိုကောင်းငုတ်ပြေးပြီးအဆင်ပြေသလိုကံနေရုံနဲ့အဆင်မပြေဘူးသူ့ရဲ့တိုးတက်လာမယ့်တိုးတက်ရိတ်တွေရှိပါတယ်ဒါပေမဲ့အဲ့ဒါအတွက်ကိုပဲကျွန်တော်တို့အချိန်ပေးနေလို့မရဘူးတိုးတက် potential ပိုကောင်းပြီးသူ့ကိုဖိအားပေးမယ့်ကစားသမားတယောက်ခေါ်ဖို့လိုတယ်ဂေါ်ဒွန်မဲခေါ်ရင်တော့မှကျွန်တော်မပြောလို့ခေါ်လို့ရတယ် ရိုဒီဂိုရဖို့ကြာရင်တော့အကောင်းဆုံးပါဗျာဒါပေမဲ့ရိုဒီဂိုကဘေးကနေမထွက်ချင်ပါဘူးဆိုတော့အသေးကြီးတွားဆွဲထုတ်လို့လည်းမရနော်အဲ့တော့ဖြစ်နိုင်ခြေရှိရတခြားကစားသမားလေးတွေလည်းကြည့်ပါဦးနော်ဒီဂိုဝီလီယံကလည်းဘာစီလိုနာမှာဘာစီလိုနာတွားချင်နေတယ်ကျွန်တော်တို့စီလာဖို့အစီအစဉ်မရှိဘူးအဲ့တော့ဘဒူကိုခေါ်มาလဲဘာလုပ်มาလဲဒီအသင်းဘာလုပ်ချင်နေတာလဲပေါ့နော်ငွေချင်းတော့ဘလို့မြင်လဲကျွန်တော်ရဲ့အမြင်နဲ့ against ဖြစ်နေတယ်ဆိုလည်းပြောသွားလို့ရတယ်အားစင်းနေနောက်နေ့မှာလူခေါ်ခဲ့ရင်တော့ဖလာရောက်ဖို့အတွက်ပါဆန်ကပပလေးပဲရှိတယ်နည်းနည်းလေးပဲ အများဆုံးကျွန်တော် flyer ကိုသူ့ရဲ့ percentage ပြင်10%ပဲ10%လူခေါ်ခဲ့တော့10%လူမခေါ်ခဲ့ရင်10%မရှိတော့ဘူးတကယ်ကြလို့0%เนาะ flyer ကို0%ပဲရှိရဲအဲ့ဒီတင်ရသေးလားတကယ်ကိုအောက်ဖို့တို့တဲ့เนาะအောက်ဖို့တို့တဲ့ငွေကြေးတို့ရောအာဆင်နယ်တဲ့နောက်နှစ်မှာကောင်းကောင်းမွန်မွန်ပြန်ပြီးတော့တိစောက်နိုင်မယ်ဒီလူစင်းနဲ့ကိုပဲ flyer သွားနိုင်မယ်လို့ထင်တာငွေကြေးတို့ထင်တယ်ဆိုရင် comment မှာရေးခဲ့လို့ရတယ်အာဆင်နယ် fan တွေပါအကုန်လုံးအာဆင်နယ် fan တွေကျွန်တော်လည်းအာဆင်နယ် fan တွေအကုန်အာဆင်နယ် fan တွေ မတူညီတဲ့အမြင်တွေကတော့မျိုးစုံရှိရဲ့ arbitrator ကိုလည်းကျွန်တော်တို့တွားပြီးတော့လည်းမမှတလို့အရန်ကြီးလည်း against လုပ်မနေဘူးဒါပေမဲ့လိုအပ်ချက်တွေကတော့ရှိတာအမှန်ပဲမိဖုရားကလည်းလိုအပ်ချက်ရှိရဲ့အသင်းဘက်ကလည်းဖြည့်ဆည်းမှုပိုင်းဆိုင်ရာလိုအပ်ချက်ရှိရဲ့ဒီအသင်းကအောင်မြင်မှုဘယ်လောက်ထိရနိုင်မလဲအောင်မြင်မှုဘယ်လောက်ထိတွားနိုင်မလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုတန်လျာဖြစ်စီရကောင်းနေပြီလို့မြင်တယ်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့ရောက်တဲ့ရောက်ရာပြောနေတဲ့ topic ကိုအဆောင်သတ်ပြပြပါ အားလုံးပဲနောက်ထပ် video နဲ့တူပြန်လဲဆုံတွေ့ပါမယ်ကျွန်တော်မပြောတာကြာပြီဆိုတော့7နီးပါးလောက် video ကိုပြောလိုက်တယ်ပေါ့နော်အားလုံးပဲကြည့်ရတာပြင်းအောင်ပြင်းနေပြီလားတော့မသိဘူးအဆုံးထိရှုပေးမယ်ဆိုရင်တော့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် giveaway post နဲ့တူပြန်လာခဲ့ပါမယ်ကျေးဇူးများကြီးတင်ပါတယ်